ခုတင်ဆက်ပေးမယ့်သတင်းကတော့ပီတုံတဲအားထားဝန်ကြီးချုပ်ရာဒူမာနီဆိုင်ငံမှုအတွက်ဆုံးဖြတ်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ထိုင်းရှိကဥပဒေခုံရုံးကထိုင်းဝန်ကြီးချုပ်ပီတုံတန်ကိုရာဒူကနေဆိုင်ငံမှုအတွက်ဆုံးဖြတ်လိုက်တယ်လို့သိရပါတယ်။ထိုင်းတဲ့လွတ်တော်အမတ်36အုပ်ကပီတုံတဲဟာဖွဲ့စည်းပုံရှိကဥပဒေထဲမှာထည့်သွင်းပြန်ထန်ထားတဲ့အချက်တွေကိုရှုဖားရရောက်တဲ့မယိုးဖြတ်မှုတွေနဲ့ကျင့်ဝတ်ဖောက်ပြန်မှုတွေကိုကျူးလွန်ခဲ့တယ်လို့တိုင်ကြားခဲ့ပါတယ်။ တိုင်းတိုင်းတက်ကိုစစ်ဆေးပြီးနောက်မှာဖွဲ့စည်းပုံရှိတဲ့ဥပဒေခေါင်းဆောင်ကအဆိုပြုချက်တွေနဲ့ကိုင်းညီရတို့တမတ်ပြီးပြည်တော်တန်ကိုထောင်းဝင်ကြီးချုပ်ရာလူကနေဆိုင်းငံ့လိုက်တာဖြစ်ပါတယ်။ဂျာယဝင်ကြီးချုပ်ရာလူကိုဒုတိယဝင်ကြီးချုပ်စူရိယာကခိတ္တတော်ဝင်ယူသွားမှာဖြစ်ပါတယ်။ပေတောတဲဟဝင်ကြီးချုပ်ရာလူကနေဆိုင်းငံ့ခံလိုက်ရတာကိုတုတ်ပြန်မှုအတွက်15ရက်အချိန်ရမှာပါ။ထားဝင်ကြီးချုပ်ရာလူကနေဆိုင်းငံ့ခံလိုက်ရပေမဲ့ပေတောတဲကရင်သေးမှုဝင်ကြီးအဖြစ်နေနေကတော့အစိုးရဖွဲ့အတွင်းမှာဆက်ရှိနေမှာပါ။ပေတောတဲကိုရာလူကနှုတ်ထွက်ဖို့အတွက် ဆန္ဒပြမှုတွေလည်းဆက်လိုက်ဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ဒီသတင်းကိုတော့ငင်းကြောင်အောင်ပြပို့လာပါဗျ။